တပ်ပေါင်းစုရော KI ရော KI ရောကမေမိုးမျိုးကိုကာကွယ်ပါမယ်ဆိုပြီးတော့မှဂရီကိုတွေပြီးပြီးတော့မှတယောက်နဲ့တယောက်ဒါမာမိတ်တိဆောက်ပြီးတော့မှလွတ်လွတ်ထပ်ထပ်ဖြစ်တဲ့အတွက်မင်းတို့အဲ့ဒီထဲမှာ တော့အနေစားချောင်ပဲတော့မထင်နဲ့ဘောနော်ဒါလေးပြောချင်တာဟုတ်အလုံးမင်္ဂလာပါမင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့ကတော့ဒါ2025ဒီဇင်ဘာ9ရက်နေ့ပါနော် ုနှစ်ရက်နေ့ကျွန်တော်တို့ထုံးတိုင်းနေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးတော့ထူးခြားသတင်းတွေမတင်ဆက်ခင်မှာဒါကျွန်တော်တို့ဟိုထိုင်းနိုင်ငံမှာပေါ့နော်ဟိုထိုင်းနိုင်ငံမဲဆောက်မှာပေါ့ဟိုအမှုပညာရှင်တွေရောက်နေပေါ့အဲ့ချစ်တို့မေလာတန်စင်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲဟိုနော်နော်တို့ဝေလာတို့ပေါ့နော်ရောက်နေတယ်ပေါ့ရောက်နေချိန်မှာကျွန်တော်တို့ဓာတ်ပုံတွေလည်းတက်လာတယ်ပေါ့နော်ဓာတ်ပုံတွေတက်လာတယ် အားပေးတဲ့ပြည်သားတော်တော်များတယ်ဟိုယုံယုံပြည့်ယုံပြည့်လို့နေပါဟိုဒါတပ်ပုံနေတချို့ဟိုဟာတွေကဟိုကျွန်တော်တို့ဘက်တော်သားတွေပြန်ပြီးတော့มาဒီတပ်ပုံနေနဲ့ပတ်သက်ပြီးတော့ပြန်တင်ထားလေရှိတယ်ဗောနော်ပြန်တင်ထားရှိတယ်ဆိုတော့ကျွန်တော်တို့တွေအဲတကယ်ပဲဟိုဒီလူတွေကတကယ်သူတို့ကိုအားပေးခြင်းလို့ကိုသွားတာဗောနော်အားပေးခြင်းလို့သွားတာဒါကလည်း လက်ခံရမယ်အကြောင်းအကြောင်းအရာပဲဒါလက်မခံလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဟိုပြည်ပရောက်တိုင်းလည်းပဲဟိုတော်လိုင်းဘက်တော်သားဖြစ်နေတာမဟုတ်ဘူးပေါ့နော်အဲအဲ့ဒီဟာလေးတွားပြီးတော့သတိချက်ရမှာပေါ့နော်အဲအကြောင်းကျွန်တော်တို့ဒီ channel မှာပဲကျွန်တော်အစီအစဉ်လေးတစ်ခုမှပြောထားတာလေးရှိရောကျွန်တော်နေရာတိုင်းမှာဒလန်ရှိတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီပြည်ပရောက်နေတိုင်းအိမ်ကနေပြီးတော့မှ အကြောင်းမျိုးမျိုးပြပြီးတော့မှထွက်ခွာလာတဲ့လူတိုင်းကလည်းဒါတော်လိုင်းဘက်တော်သားမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေကဒီလူတွေကျွန်တော်တို့ကိုဒီရသွားအားပေးတဲ့လူတွေတေးကြတယ်ကျွန်တော်တော်လိုင်းကိုလက်မခံတဲ့လူတွေပဲဒါတေးကြပေါ့ပဲဘလူးမှညင်းလို့မရဘူးပေါ့နော်အဲ့တော့တော်လိုင်းကိုလက်မခံတဲ့လူတွေယုံပြေယုံရှံပြီးပါမှယုံပြေယုံရှံအထိရှိနေတော့မှလားဆိုတဲ့ဟာလေကျွန်တော်တို့သတိချက်ရမယ် အချက်တစ်ချက်သွားပြီးတော့မှဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကတော့ဟိုလူမှအားပေးရမယ်ဒီလူမှအားပေးရမယ်ဆိုပြီးတော့ session နေပြေးပြီးသားလူတယောက်ကိုကျွန်တော်တို့ကသွားပြီးတော့မှ तू သူ့ရဲ့ဟိုတော့ dry လုပ်လို့မရဘူးပေါ့နော်မင်းဒီဘက်သွားရမှာဟိုဘက်သွားရမှာဆိုတော့ dry လုပ်လို့မရအောင်ဒါပေမဲ့ဒီဘက်သွားခြင်းအောင်ဟိုဘက်သွားခြင်းအောင်တော့ဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲဘယ်ဟာဓမ္မလဲဘယ်ဟာအာဓမ္မလဲဆိုတော့ကျွန်တော်တို့တင်းတင်းကြပ်ကြပ်ထပ်ပြီးတော့လှုပ်ဖို့လိုအပ်လာပြီဆိုတဲ့ဟာမျိုးလေး ပြောကျင်တာဗောနော်နောက်တစ်ခုကဒါကျွန်တော်တို့ဘက်ကအမှုပညာရှင်တွေကလည်းဒါအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းရောက်မြန်မာရင်းနဲ့ထိတွေ့မှုကနည်းလာတယ်ဗောနော်ထီတွေ့မှုနည်းလာတယ်ဒါလေးလဲကျွန်တော်လဲသတိထားမိတယ်ဗောနော်သတိထားမိတယ်အရင်တော့ဆိုရင်ဒါကျွန်တော်တို့ပွဲတွေဆိုလို့ရှိရင်တောက်လျှောက်ရှိတယ်ဗောနော်အဲကျန်တဲ့ကျွန်တော်တို့ဒါဆယ်လီတွေရုပ်ရှင်မင်းသားတွေဘာကြီးလဲဒါပြည်သူလူထုနဲ့ အဲဟိုထဲထဲဝင်တွေ့တဲ့အပိုင်းလေးတွေရှိတယ်ဗောနော်နောက်ပိုင်းမှာအခုဒါ2000 25ထဲမှာဆိုတော့ကျဲသွားတယ်ဗောနော်တော်တော်ကျဲသွားတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့တွေကသူတို့ပြည်သူလူထုနဲ့ကျွန်တော်တို့ကဘာတွေဖြစ်နေတယ်မြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်ငါတို့ကတော့ဘလို့ဘက်ကဘာကြောင့်ဘလို့မျိုးယက်တီလာတာအဲ့တော့ကျွန်တော်တို့ပြောတဲ့ဇကားရဲဆာလို့ရှိရင်ပို့ပြီးတော့မှတကယ်ကြော်ကြတဲ့လူတွေပြောတဲ့ဇကားက ပို့ပြီးတော့ထိရောက်တာပေါ့နော်ပို့ပြီးတော့ထိရောက်တယ်ပေါ့အဲအဲ့ဒီဟာလေးတွေလည်းကျွန်တော်တို့ဘက်ကနည်းနည်းလေးဟိုသတိချက်စီခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဒီဟာကကျွန်တော်နေ့ညတေချာစဉ်းစားကြည့်ရစဉ်းစားကြည့်တော့ဒါယုံပြည့်ယုံရှံအောင်တွားကြတဲ့ခါကျတော့ဒီလူတွေကဟိုတော်လိုင်းကိုလက်မခံတာတေချာသွားပြီတေချာသွားပြီအဲ့တော့ဟိုကိုကိုကိုပြန်ပြီးစဉ်းစားမိတယ်ပေါ့ငါ့ကိုလက်မခံတဲ့လူတွေအများကြီးရှိပါသေးလားငါ့ကိုလက်မခံတဲ့ဆိုတော့ကျွန်တော်တူတူတယောက်ကိုမဟုတ်တော်လိုင်းရေးဓမ္မတယောက်ကို လက်မခံတဲ့လူတွေထိုင်းနိုင်ငံမှာအများကြီးရှိပါသေးတယ်ဒါကမဲဆောက်တစ်မျိုးပဲရှိသေးတယ်ဒါဂျန်တဲ့မျိုးတွေထပ်ပြီးတော့မှကြီးအောင်မယ်ဆိုလို့ရှိရင်ဂျန်တဲ့မျိုးတွေမှာသွားပြီးတော့မှအဲဖြော်ပြအောင်မယ်ဆိုလို့ရှိရင်လည်းဒါဟိုဒီလိုမျိုးတွေလည်းကြုံလာနိုင်သေးတယ်ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ဟာလေးသွားစဉ်းစားမိတယ်ဆိုတော့ပြောပြတာပါဟုတ်အဲ့တော့ဒါထုံးတဲ့နိုင်ထူးခြားသတင်းတွေဆရာကြီးနဲ့ပြောပြပေးပါဦး။ဟုတ်ဒါကတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းပေါ့နော်။ပင်လောင်းနဲ့ဖဲခုံမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူစစ်နဲ့ဟိုစစ်ကောင်စီအဖွဲ့တွေကိုကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေကနေပြီးတိုက်ခိုက်တာပေါ့နော်တိုက်တိုက်ခိုက်တဲ့အချိန်တွင်းထဲမှာပဲဒါစစ်တပ်ဘက်ကအရာရှိအပါအဝင်ကိုဦးသေးပြီးတော့နှစ်ယောက်ကတော့အရှင်ဖမ်းမိတယ်ပေါ့နော်ဟိုလက်နက်ငယ်အရှို့ပေါ့လက်နက်ငယ်အရှို့တွေမှာဆိုတော့ဒါဘုံကငချင်းမီတက်လက်ပါတယ် RPG တက်လက်နဲ့ဒါလက်နက်ငယ်တော်တော်များများတိတ်ဆိတ်ရမိတယ်လို့လည်းတွေ့ရတယ်ပေါ့ဟုတ်ဟုတ်အဲ့ထဲမှာဒါကျွန်တော်တို့ဟိုရှားပါလက်နဲ့ပေါ့နော်84 တလက်ပါကျွန်တော်သွားတွေ့တယ်ဗောနော84တလက်သွားတွေ့တဲ့ခါကျတော့ဒါ84ကလည်းတော်တော်ဟိုကျွန်တော်ဟိုဟာဆိုလို့ရှိရင်ဒါဘန်ဂါတွေပါတယ်ဆိုလို့ရှိရင်ဘန်ဂါထဲမှာကြိုက်တဲ့လောက်ဝင်နေသူကအဲ့84နဲ့အဲ့ဘန်ဂါကိုပြစ်ပြစ်လိုက်ပြစ်လိုက်လို့ရှိရင်ဘန်ဂါမပြိုနေပြီအဲ့84ထိပြီးတော့မှအဲ့ဘန်ဂါထဲကောင်ကြားတဲ့ကောင်ကသူကနားပါနားကွဲပြီးတော့မှသူကတေရတဲ့အနေထားမျိုးထိကောင်းတာဗောနော်သူက84ရဲ့ ကောင်းခြင်းလက္ခဏာတွေကကာကူးစလက်ပေါ့အဲ့ကောင်ကသူကကျွန်တော်တို့ဒီဖလူးတိုက်ပွဲပေါ့နော်1990ပတ်လည်လောက်မှာပေါ့ဒါဖလူးတိုက်ပွဲဒါအတီးကြတော့ကျွန်တော်လည်းဟိုခုနှစ်ကိုတိတိကျကျမမှတ်မိလို့ပေါ့နော်ဟိုစစ်ထောက်ချုပ်ဒူးစစ်ထောက်ချုပ်တို့ဘာတို့ပါဒီဟိုဟိုဆင်းပြီးတော့မှရှေတန်းဆင်းပြီးပြီးကိုဆင်းပြီးတော့မှဟိုကားတွေစီမံဘာတွေစီမံစစ်စင်ရေးပလန်တွေဆွဲပြီးတော့မှတိုက်ခဲ့တဲ့ဟာပေါ့နော်အဲ့ဒီဖလူးစခန်း တိုက်ပြီးတဲ့အချိန်မှာဒါကျွန်တော်တို့ဒီလက်နဲ့ကလူမဆန်တော့လက်နဲ့ဆိုပြီးတော့မှသူကဟိုကလှုပ်ခံထားတာပြန်ပြီးတော့မှစစ်တပ်ကိုအသုံးမပြုဘူးပေါ့နော်အသုံးမပြုဘူးဆိုပြီးတော့ပြီးလို့ရှိရင်သူကကြီးကလည်းရှားပါတယ်ပေါ့နော်ရှားပါတဲ့ခါကျတော့အသုံးမပြုဘူးဆိုပြီးကမှပြောထားတဲ့အချိန်မှာစစ်တပ်ကအသုံးမပြုဝယ်ထားတာဒီကျွန်တော်တို့2020နှစ်၄လပိုင်း၅လပိုင်းလောက်ကြာမှပြန်ထုတ်ပြီးတော့မှ တုံးလာတာပေါ့နော်အဓိကတော့အာနာသိဖြစ်စဉ်ကနောက်ပိုင်းမှာလူမဆန်တဲ့လက်နဲ့တင်မဟုတ်ဘူးအကုန်လုံးလူပဲဆန်ဆန်ခွေးပဲဆန်ဆန်အကုန်လုံးထုတ်ပြီးတော့မှတုံးလာတာတွေ့ရတယ်ပေါ့နော်လေးရင်တွေဆိုလဲပေါ်ပေါ်ပဲပဲလုတ်ပြီးတော့မှဒါတောက်လျှောက်ပြည်သူလူထုကိုတောက်လျှောက်နှိပ်ဆက်တယ်တော်လိုင်းတက်ဖွဲ့တွေကိုတောက်လျှောက်ဘုံကျဲတယ်ဒီလက်နဲ့ကလည်းဒီတိုင်းပဲပေါ့နော်ဒါလူမဆန်တော့လက်နဲ့ကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေစီကိုပြန်ပြီးတော့မှရပြီပေါ့နော်ဒါဟို GNU မှာလည်းရှိပါတယ်ဒါဗိုဒါဘောတို့စီမှာလည်းအရင်တော့က ဟာလည်းရှိသလိုရင်တော့ဗိုလ်ချုပ်ကြီးများလက်ထက်တုန်းကရထားတဲ့ဟာလည်းရှိတယ်အဲအဲ့ဒီဟာကနေအခုဆိုလို့ရှိရင်ထပ်ပြီးတော့မှအဲကျွန်တော်တို့အောင်တရားစစ်ကြောင်းကနေပြီးတော့မှလာပြီးတော့မှလှူတဲ့ဟာကြီးလည်းရှိတယ်ဗောအောင်တရားစစ်စင်ကြီးကနေလာပြီးလှူတဲ့ဟာကြီးလည်းရှိတယ်အဲအဲ့ဒီဟာကြီးနဲ့ထပ်ပေါင်းဆက်ပြီးတော့မှအခုဆိုဒါ84ကကျွန်တော်တို့ဘက်ကပြန်ပြီးတော့မှတင်းနေကြကြပြန်သုံးလို့ရတဲ့အနေထားမျိုးရောက်လာပြီဗောနော်ဒီဟာလည်းတော်တော်ကောင်းတဲ့အခြေအနေဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်ကရင်နီဘက်မှာဆိုလို့ရှိရင်တော့ဒါတိုက်ပွဲတွေနည်းနည်းလေး သတင်းလေးနည်းနည်းအေးနေတာကိုသွတ်တွေ့ရတယ်ဗောနော်ဒါပေမဲ့သတင်းအေးနေပေမဲ့လည်းထပြီးချလိုက်ပြီဆိုရင်တော့ကြံစီသမ ्या ကထပြီးစော်လိုက်ပြီဆိုရင်တော့အချီးကြီးတွေပဲရတာအခုလည်းတနက်တွေအများကြီးဗောနော်ကျွန်တော်စိတ်ထင်တော့ဒါအလက်20နဲ့30ဂျားလောက်အထိရတယ်ဗောနော်ဒါပေမဲ့သူတို့ဖော်ပြထားတာဒါငချင်းပြီးတို့ဘာတို့လောက်ပဲကြီးမားတဲ့လက်နက်ကိုပဲပြောရတာဗောနော်ငချင်းပြီးနဲ့ RPG လို့ပဲပြောတာဒါပေမဲ့ channel လက်နက်တွေကျွန်တော် like ကြည့်တဲ့အချိန်မှာတော်တော်ဆာကားစားကိုပြန်ပြီးတော့မှဒုက္ခပေးလို့ ပေးလို့ရမယ်လက်နဲ့ဒီအများကြီးတွေ့ရတယ်လို့ပြောချင်တာပေါ့ဟုတ်ဒါပင်လောင်းဆိုတာလေနော်ပုံမြေပုံကြီးလိုက်လို့ရှင်တက်ကုန်းနဲ့နီးစက်တယ်ဟုတ်တယ်တော့တွေ့ရတာပေါ့ဟုတ်နောက်တစ်ခု ကတော့ကျွန်တော်တို့ဒီဟိုပါပေါ့အဲကရင်ပြည်နယ်မင်းလက်ပံကြားဖြန်စခန်းကိုကင်တွယ်ဖို့အတွက် KNN လေးကိုကျွန်တော် KNU ကနေမှအာနာလွှဲလိုက်တယ်ဆို သိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဟိုပါပေါ့ထူးခြားဘာတွေထပ်ပြီးတော့ထူးခြားမလဲပေါ့နော်အဲ့ဒါလေးလည်းသိချင်တာပေါ့ဟုတ် ာတွေထပ်ပြီးတော့ထူးခြားလာမလဲဆိုတော့ तू ကကွာနေပြီပေါ့နော်အရင်ကွာနေပြီစကားစားရဲ့ကြားပြန်နှိမ်နှင်းပုံနဲ့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရဲ့ကြားပြန်နှိမ်နှင်းပုံကစီနဲ့ရေလိုပဲကွာရဲ့ဟုတ်ဟိုသွားတဲ့နေရာတိုင်းကကျွန်တော်တို့ကအရာထင်ခဲ့တယ်ပေါ့နော်အရာထင်ခဲ့တယ်လုံးဝကြီးကြီးလေးလေးတိတ်တိတ်တီတီရှိတယ်ပြီးရင်နိုင်ငံတကာကိုလည်း ပြောရဲဆိုရဲရှိတယ်ဟုတ်လာခဲ့ကြိုက်တဲ့နိုင်ငံလာခဲ့တက်တည်တက်ကြရတွေဒီမှာထောက်ထားနေပေါ့နော်ထောက်ထားနေတကွာပြမယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ तू ကဟိုပေါဝင်ပတ်သက်မှုမရှိလို့ဒီစကားပြောရဲတာဗျာပေါဝင်ပတ်သက်မှုရှိရင်ဒီစကားမပြောရဲဘူးဟုတ်စစ်တပ်ကပေါဝင်ပတ်သက်မှုရှိတော့ဒီစကားပြောရဲတာဆိုမပြောရဲဘူးမပြောရဲဘူးသူကဟိုကြားဖြန့်ပြီးကြားဖြန့် အယုံတယုံသိမ့်ပြီဆိုတာနဲ့ဘာလို့လဲသူကလမ်းကြီးဆက်ပဲခေါ်တော့တာတိရလမ်းကြီးဆက်ခေါ်ပြီးတော့မှဒီကောင်းနေရဲ့အထားဟိုဟာဖြစ်နေပြီသူကကြားပြမိရင်ဘာလို့လဲလမ်းကြီးဆက်ခေါ်တယ်မူရစီဝမ်းမိရင်ဘာလို့လဲကာမောင်းမောင်းထွက်ပြေးခိုင်းတယ်ပိုင်ရှင်မဲ့ပိုင်ရှင်မဲ့ဟောပိုင်ရှင်ကမဲတရားအကြောင်းကိုမရှိတာဆရာရှင်းချင်းလေးရပိုင်ရှင်ကမဲတရားအကြောင်းမရှိဘူးဘာလို့ပိုင်ရှင်မဲတရားအကြောင်းမရှိလဲဆိုမြန်မာနိုင်ငံကလိုင်းစင်ကားကြီးရအဲ့ဒီလိုင်းစင်ရဲ့ပိုင်ရှင်ကဒီကျွန်တော်တို့ကာညာနာမှာ ကျွန်တော်ဘယ်လိမ့်စာမှာဘလို့ပါဆိုပြီးတော့မှလာပြီးတော့မှဒီကားကိုလိုင်စင်လာလောက်ထားရတာလीဟုတ်ဟုတ်ပါမှာဒါတစ်ချက်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီမူရစေးဝါကအဲပိုင်ရှင်မဲကြီးကျွန်တော်မိရောမိလို့ရှိရင်ဒီကားရဲ့နောက်ကျောင်းရဆိုရင်လိုက်လိုက်လीလိုက်လို့ရှိရင်ဟိုကကားအောင်နာဆရာကြီးဆိုပါဆိုဟုတ်ပြီခမားကခမားမောင်းနာမဟုတ်ဘူးကျွန်တော်ကျွန်တော်အောင်နာကျွန်တော်ဒရိုင်ဘာပေးထားတယ်ဘသူ့ကိုပေးထားတယ်အဲ့ကောင်ကြီးလိုက်ပြအဲ့ကောင်ထက်ကုတ်ကုတ်တန်နဲ့မင်းဘယ်မှာသွားတင် လာလဲ တင်တဲ့နေရာလိုက်ရှာတာနဲ့တင်ပေးလိုက်တဲ့ကောင်ထက်ကုတ်မင်းဘလူးတင်ခိုင်းတာလေထက်ကုတ်ရင်လုံးဝမိပြီလေမမိစရာအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့တော့ဘယ်နိုင်ငံကပဲကျွန်တော်တို့ဒီကြားဖြတ်နေပတ်သက်ပြီးဘယ်နိုင်ငံကပဲဒီလူတွေကိုဟိုဟိုဖန်ရမ်းမဲ့ထုတ်ထုတ်သူတို့မပို့ရဘူးပို့လိုက်ရင်ဟိုကမဟုတ်ပါဘူးကျွန်တော်ကမင်းအွန်လိုင်းနဲ့ပေါင်းပြီးတော့မှလောက်တာပါဒီကိစ္စတွေကမင်းအွန်လိုင်းအကုန်လုံးသိပါတယ်ဆိုပြီးတော့မှပြောမှာပဲလေအဲ့တော့ ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒါ KNU ရဲ့ကင်တွယ်ဖြည့်ရှင်းပုံကလွဲတယ်ဟိုရိုးရှင်းတယ်ဘာကြောင့်လဲဖမ်းမိထားတဲ့လူတွေဘဝမလုပ်ဘူးတခြားနိုင်ငံလည်းလွှဲပြောင်းမပေးဘူးမြန်မာပြည်နိုင်ငံနဲ့လည်းပြန်မပို့ဘူးအဲ့မှာပဲထားထားတယ်လာကြိုက်တဲ့လူလာခဲ့စုံတမ်းမေးမြန်းလို့ရတယ်စစ်စစ်လို့ရတယ်ကြိုက်တဲ့လူဆိုဟိုပေါ်တက်ကြီးကမေးမဲ့လူတော့မသွားနိုင်ပါဘူးဗျာတကယ်နဲ့နိုင်ငံကြီးကသူ့ မြန်မာစစ်တပ်ကိုဟိုဖိအားပေးနိုင်တဲ့နိုင်ငံတွေမှန်တယ်မြကြိုက်တဲ့လူလာခဲ့ဆိုတဲ့အချိန်မှာအကုန်လုံးကနှုတ်ဆိတ်သွားတယ်ဗောနော်နှုတ်ဆိတ်သွားဒါတော့တယုံမဲတယုံမဲရှိသေးတယ်ဒါကြံတဲ့နေရာတွေသာတကယ်သာတော်လိုင်းတက်ဖွဲ့တွေကင်တွဲရမယ်ဆိုလို့ရှိရင်စစ်တပ်ကခွက်ခွက်လန်ဆောက်ချက်ကွဲတာကြားလာနေပြီဗောနော်အဲ့တော့အဲ့ဒီကနေမှသူပေါင်းစားနေတဲ့လူတွေကိုကျွန်တော်တို့ကဒီယုံကနေတာဝန်ရှိတဲ့လူကိုကျွန်တော်တို့ကမင်းဘယ်သူခိုင်းတာလဲ ဆိုလို့ရှိရင်မင်းတို့ဘယ်သူဒီဒီအဆောက်အဦမှာမင်းတို့ဘယ်သူနေထိုင်ခွင့်ပေးထားရလဲဘယ်သူဟွာဖြစ်ထားရလဲနေထိုင်ခွင့်ပေးတဲ့လူကိုထပ်ပြီးတော့မှမေးမေးလို့ရှိရင်နေထိုင်ခွင့်ပေးတဲ့လူကဟုတ်တယ်ကျွန်တော်တို့အခြေတော်နိုင်စစ်တမ်းနာချုပ်တိုင်းမှုကိုကျွန်တော်တို့ဒီလိုတော့ပြောထားတယ်ဒီလိုတော့တင်ပြထားတယ်ပြီးရင်တလလားစင်ချင်းအနေနဲ့သူ့ကိုဘယ်လောက်ပေးရတယ်ဆိုလို့ရှိရင်တိုင်းမှုကလည်းသူကတော့ဒီတိုင်းမခံဘူးလေဟုတ်တယ်ကျွန်တော်တလကိုလားစင်ချင်းတိန်း1000ရတယ်တိန်း2000ရတယ်အဲကျွန်တော်အဲ့ဒီဟာကိုဟိုကာဆရာမှုကိုဘယ်လောက်ပေးရတယ် ဒူးချုပ်ကြီးကိုဆိုးဝင်းကိုဘလောက်ပေးရတယ်ဟိုမင်းအောင်လိုင်ကိုဘလောက်ပေးရတယ်ဆိုတဲ့ဟာသူတို့အဲ့လိုမျိုးသာပြောရဲမယ်ဆိုလို့ရှိရင်ကြားဖြန်ကြီးကပြီးသွားတာကြားပြီပေါ့နော်ပြောလည်းမပြောရဲဘူးအဲ့တော့တယောက်နဲ့တယောက်ဟိုဘလို့ပြောရမလဲဆိုစကားတော့ရိုင်းတော့ရိုင်းသွားလိမ့်မယ်ရိုင်းနေတော့မထင်သေးပေါ့နော်ပါဝင်ပါဝင်ပတ်သက်တဲ့လူတွေကိုလည်းကျွန်တော်တို့ဒါချိုးနေပြီးတော့မှပြောတာမဟုတ်ပါဘူးဒါစီးပွားရှာတာပေါ့နော်ရိုးသားတော့စီးပွားရှာခြင်းနဲ့မရိုးသားတော့စီးပွားရှာခြင်းကခွာခြားသွားတာလို့ ပြောလို့ရတယ်ဗောနော်တယောက်မီတယောက်တက်နေတာလားပပလေဟောကောင်းလဲဟောကောင်းမီနေတာဟောကောင်းမီနေတာ तू ကကိုနေထတာလဲ तू မီ तू ကလဲကိုမီပြန်နေထားတယ်နေထားတော့ကိုကနည်းနည်းလေးဖိနေလိုက်မယ်ကြံတာနဲ့ဟောကောင်းက तू မီကိုနေနာတော့မယ်လေနိုင် तू ကလဲကိုမီပြန်နေမှာပဲအဲ့လိုပဲဆင်ကြောင်းမြင်းကြောက်ဗောနော်ဆင်ကလဲမြင်းကိုကြောက်တယ်လို့မြင်းကလဲဆင်ကိုကြောက်တယ်ဆိုဆင်ကြောင်းမြင်းကြောက်တယောက်နဲ့တယောက်ကြောက်ကြောက်ပြီးတော့မှဘလို့မှဟိုဟိုမဖြစ်ရဲဘူးဖြစ်နေတာအဲ့တော့ ဟိုဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကဒါတစ်ချိန်ချိန်မှာဒီလောက်ရှုပ်နေလို့ရှိရင်တေးရတယ်အဲ့လောက်ရှုပ်နေတာအချိန်တစ်ခုတော့ယူရင်ယူရလိမ့်မယ်ဒါပေမဲ့ရှင်းဝင်းဝင်းရှင်းရှင်းရှင်းသွားလိမ့်မယ်ဒါဝင်းဝင်းရှင်းရှင်းရှင်းသွားလိမ့်မယ်အဲ့လိုနည်းနည်းလေးရှုပ်ပြီးတော့မှခဏလေးနဲ့ရှင်းသွားမယ်ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့အရှုပ်တော်ပုံရှုပ်ပါစေဝင်းဝင်းရှင်းရှင်းတနေ့တစ်ချိန်ချိန်ကြာလို့ရှိရင်အကုန်လုံးကအကောင်အထည်နဲ့တရားခံနဲ့တကွာသူ့အတူကို ဒါပေါ်ထွက်ပေါ်ထွက်လာနိုင်မယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒါ KNU ကပါဝင်ပတ်သက်မှုမရှိရတဲ့ခက်တင်းတင်းခတ်မှမှာပဲလေငါတို့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဖန်ထားတာလေဟုတ်တယ်ငါတို့ဒီနေရာသူချစ်ကောင်စီနဲ့ပလဲနာမတင်နေဘလူးပလဲလုံနေတဲ့ DKBA ထိမ့်ချုပ်ထားတဲ့နေရာလေပျော်ပျော်တင်းတင်းပဲဝင်ပြီးတော့မှဟိုလူတွေပါကောက်ဖန်ထားလိုက်တယ်တနတ်တွေပါ တိန်းထားလိုက်ပြီးတော့မှဟိုတော့မှကြားဖြန့်ယုံကြီးကိုဝင်ပြီးတော့မှစီးထားလိုက်တာပေါ့နော်။ဒါနဲ့ပတ်သက်ပြီးစစ်တပ်ကအဲ့ဒါကိုလုံးဝ KNU ထိန်းသိမ်းထားတဲ့ကြားဖြန့်ယုံပါကျွန်တော်သာဆိုရင်ကျွန်တော်တို့သာကျွန်တော်အတွေးသာဆိုရင်ဘယ်လိုတွေးမလဲဆိုစစ်တပ်ကအာဟုတ်တယ်ကြားဖြန့် KNU ကဝင်ထိန်းလိုက်တယ်။ငါတို့သူတို့နဲ့စကားပြောမှရမယ်။ဒီနေမြေမှာတော့ငါတို့မင်းတို့အဲ့ကြားဖြန့်ယုံနဲ့မှာတော့ငါတို့တိုက်ပွဲမဖြစ်ဘူး။ဟုတ်။ဒီတက်တဲ့တက်ခါရနဲ့ပတ်သက်ပြီးငါတို့ဘက်ကလည်းတာဝန်ရှိတဲ့လူတွေနဲ့လာပြီးတော့မှကြည့်ကျင်တယ် ကျန်တဲ့ဒီကိစ္စပြီးွားမှငါတို့ချရင်ချမယ်မင်းတို့လည်းတော်လိုင်းဆက်လုံးရင်လို့ငါတို့လည်းနိုင်တဲ့လောက်ငါတို့ခံချနိုင်တဲ့လောက်ချမယ်ဆိုတဲ့ဟာမျိုးဖြစ်ရမှာပေါ့နော်ဘာဘာဖြစ်လို့လဲဆိုတော့တကယ်သာကြားပြန်ဟိုအမိပြည့်စေရင်ရန်သူလည်းလည်းစကားပြောရမှာပဲဟုတ်တယ်မလားသူတို့အမြင့်ပြက်မှာကိုစိုးရိမ်နေတယ်တော့အေးအဲ့ဒါပြောအဲ့ဒါကြောင့်မို့လို့ချက်ပြစ်တာနောက်ဆုံးဘာဖြစ်လာလဲဆိုတော့ထိုင်းတဲ့ကိုလက်နေကြီးတွေ ကြော်ကြတာအချိန်ချင်းပဲ။အချိန်ချင်းကြော်ကြတယ်။ဒါထိုင်းတမ်မတော်လေကျွန်တော်ကဒီနေရာကြီးတောင်းဆိုရင်တိုက်ပလိုက်ပါမြန်မာစစ်တပ်ကိုတချီတဲ့တိုက်မြန်မာစစ်တပ်ကိုထိုင်းစစ်တပ်ကတိုက်မယ်တာပြောဝိုင်းတိုက်ပေးမယ်ကျွန်တော်တို့တော်လိုင်းတက်ဖို့အများကြီးရှိတယ်တပြုံကြီးရှိတယ်ကျွန်တော်တို့ပါရှိတယ်เนาะကျွန်တော်တို့ပါလိုက်ပြီးတော့မှလိုက်လက်ညှိုးထိုးပြရင်ဘယ်နေရာဆိုရင်တော့ဗာလီရင်နဲ့သွားပြီးတော့ဘယ်လိုမျိုးချိန်ထည့်ပလိုက်ဘယ်လိုမျိုးဘယ်လိုမျိုးလုတ်ပလိုက်ဆိုပြီးတော့မှကျွန်တော်တို့ပါဝိုင်းပြီးတော့မှ ဒါနေမနာညမနာကျွန်တော်တို့နေရာတွေဘာတွေစီမံချက်တွေဘာတွေကျွန်တော်တို့ဝိုင်းပြီးတော့မှကုညီပေးမယ်ပေါ့เนาะအဲ့တော့တီးထုတ်လိုက်ဘာဖြစ်လို့ဆိုဘာမှမဟုတ်တဲ့ဒီအရသာတွေရှိရနေအောင်တောင်ရင်မြင့်ရဲ့ဟိုဘက်ကန်ဒီဘက်ကန်လာဗျာဒါမီတာ90ကြော်ကြော်ပေါ့เนาะဟိုဘက်ကန်ဒီဘက်ကန်တွက်မယ်ဆိုမီတာ90ကြော်ကြော်တချို့နေရာဆိုမီတာ100လောက်တော့ရှိပါတယ်အဲ့လောက်အကျယ်ဝန်းရှိတယ်ဟာဒီလောက်ထိဒါလက်နက်ကကြော်ကြော်ကြတဲ့အနေထားမျိုးဆိုတော့ဒီကောင်လေးဖြစ်ချင်းအဖြစ်ဆိုပြီးတော့မှထိုင်းကို ြစ်ခတ်နေတဲ့အနေအထားမျိုးရှိရောဒါကြားဖြန့်တက်တည်ဖြောင်းရှင်တော့မင်းလည်းပန်ကြားဖြန့်ယုံနေကိုပြစ်လာကြားဖြန့်ယုံကမိကံပြီးမှပဲနဖူးလေးတင်ပြီးနေတဲ့အခါကျတော့ကြော်ကြော်ပြီးတော့မှကြတာပေါ့နော်ကြော်ကြော်ကြော်ပြီးတော့ကြတဲ့အနေအထားမျိုးတွေဖြစ်ကုန်တာပေါ့နော်အကြမကောင်းရင်တော့မင်းအွန်လိုင်းလည်းအချိန်ကြီးမကောင်းနိုင်ဘူးဆိုတဲ့ဟာတော့ပြောချင်တာပေါ့ဟုတ်ဟုတ်ဒါကတော့ကျွန်တော်ကျွန်တော်အတွေးပေါ့နော်အတွေးဆိုတာ တမင်ရီရောချက်စစ်စစ်နဲ့ပဲဘုံကထိုင်းတဲ့ကိုပြစ်ထဲနေလာပါဘောเนาะအဲ့ဒါမှခုနနေဆက်မှာရှိတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေနဲ့ထိုင်းတဲ့ဒါတဟဇာတာမတက်အောင်လို့ပဲပြစ်ခတ်နေသလားလို့တော့ကျွန်တော်တွေးမိတယ်ဘောเนาะနောက်တစ်ခုကတော့ဒါမင်းအောင်လိုင်းပြောထားတာဘောเนาะမင်းအောင်လိုင်းကနေပြောတိုင်းသားလက်နက်ကင်နေမရှိတော့မှဒါလွတ်တော်တွေကနေဒီမှာစစ်တပ်ကနေဒီမှာတဆင်ချင်းတဆင်ချင်းအဲနှုတ်ထွက်သွားမယ်ဆိုတဲ့သဘောမျိုးသူပြောထားတာဘောเนาะဟိုဘလို့အဲ့လိုအဲ့ဒါကြတော့လေ တော်တော်များများဟိုဒီစစ်တပ်ကိုယုံကြည်မရှိတဲ့အခါကျတော့ဘုံကလက်နက်ကလည်းဘယ်တော့မှဆွတ်လွတ်မှာမဟုတ်ဘူးပေါ့နော်တိုင်းသားလက်နက်ကင်ဆိုတာကတော့စစ်တပ်ရှိနေသေးတယ်ကတော့ရှိနေအောင်ပဲလို့တော့ကျွန်တော်ကတော့မြင်တာပေါ့ဟုတ်အဲ့ဒါလည်းဆက်ရရိုးရိုးရှင်းရှင်းလေးပါပေါ့နော်ဟုတ်ဆိုတော့ခြေစကားနဲ့နောက်စကားမှမညီတာဘူးခြေစကားနဲ့နောက်စကားလုံးဝမညီဘူးဒါဖရိုညာဝါပြောသလိုပဲလေသူပြောတာဒါ NCO ကျွန်တော်သဘောကျတယ် NCO ကတကယ်သာလိုက်နာမယ်ဆိုလို့ရှိရင်နှစ်နှစ်ဦးနှစ်ဖက်လိုက်နာမယ်ဆိုရင်အင်မတန်ကောင်းတဲ့ အချက်တွေပြဋ္ဌာန်းလိုက်တာပေါ့နော်အဲ့တော့မင်းမင်းတို့နေမိတဲ့ငါတို့နေမိတဲ့လာမယ်ဆိုရင်ယူနီဖောင်းနဲ့လာမယ်ဆိုအကြောင်းကြားမယ်တန်းတန်းနဲ့လာမယ်ဆိုအကြောင်းကြားမယ်ပူးစည်းကောင်းဆောင်ကဘယ်သူဘယ်နှယောက်ဆိုပြီးတော့အကြောင်းကြားခိုင်းတယ် KNU ဆက်ဆံရေးရုံးကနေပြီးမှစစ်တပ်ကိုပို့ရတယ်ကျွန်တော်တို့ဘယ်နေမျိုးဘလို့ဖြတ်သွားခြင်းမာတဲ့ယူနီဖောင်းနဲ့တန်းတန်းနဲ့ဘယ်နှယောက်ပါ KNU ဘက်ကတော့တင်ပြတယ်စစ်တပ်က KNU နေမိတဲ့ကိုလာခြင်းတော့မပြောတော့အဲ့တော့ ရှေ့စကားနဲ့နောက်စကားနဲ့တခါမှမညီဘူးဆရာရွက်စာတန်းဆိုပြီးတော့မှစာချုပ်ဆိုပြီးတော့မှလက်မှတ်ထိုးတာအပေါ်မှာသာလက်မှတ်ထိုးတာအပေါ်မှာသာဝိုင်ခွက်ချင်းတိုက်ခဲ့ကြတာ အောက်မှာဟိုချစ်တက်ကကောင်ကြီးကတနက်လိုက်လိုက်ထောက်နေတာလေတနက်ထောက်ပြီးသူကိုဒုက္ခပေးလိုက်တော်လိုင်းတက်ဖွဲ့ကိုဒုက္ခပေးလိုက်နဲ့တနက်လိုက်ထောက်နေတဲ့အခါကျရှေ့စကားနောက်စကားလုံးဝမညီတဲ့အခါကျတော့ तू အတိုင်းသားလက်နဲ့ကင်နေမရှိမှဒါလွတ်တော်တွေကနေလွတ်တော်ပါဝင်မှုက तू တခါတည်း25ရာခိုင်နှုန်းတခါတည်းထွက်မှာမဟုတ်တဖြည်းဖြည်းချင်းရှော့ချမယ် 25ရက်24ပေါ့24ရက်23ပေါ့23ကနေ23တော့တနည်းတရားရှော့ရင်ရှော့မှာပေါ့25ရက်အဲ့တော့တနည်းကိုတရားခိုင်တော့ရှော့ရင်လည်းရှော့မှာပေါ့နော်ဒါကတော့ဟိုဟွာတပိုင်းပေါ့အဲ့တော့တကယ်သာကျွန်တော်တို့နိုင်ငံမှာတိုင်းသားလက်နက်ကိုင်ရဲ့ဒီဥမာကိုကြက်ခိုင်ကိုတကယ်ရှင်ဖိုက်နိုင်တဲ့ NND ပါတီလိုမျိုးပေါ့နော်ရှင်ဖိုက်နိုင်တာပေါ့ကြော်တော်ကြော်လုံးမှာတာတော်တာပါသေးတယ်အဲ့လိုမျိုးသာတကယ်အတိုက်ခံပါတီရဲ့အတိုက်ခံလက်နက်ကိုင်ရဲ့ဒါမရှိကြည့် စစ်တပ်ကခဏထင်တိုင်းကျဲသွားမှာလုံးရှင်နိုင်လုံးမှာသူစိတ်ကြိုက်လုံးမှာပေါ့နော်စိတ်ကြိုက်လုံးမှာစေအုပ်ချိုးရေးစစ်တပ်ကိုလည်းသူအုပ်ချုပ်မယ်မြို့ပြအုပ်ချိုးရေးအဲသူလုံးမယ်ဟိုရင်ခစ်တော်ရမျိုးတန်းရွှေခစ်တော်ရမမြင်ဘူးလားဟိုဟာဆိုလို့ရှိရင်ဗာလဲဟိုပညာရေးဝင်ကြီးတော်မှာစစ်တပ်ကယူနီဖောင်းကြီးနဲ့သွားတာလေလေတပ်ကပဲကျွန်တော်တို့လေတပ်ကလေတပ်ကလည်းသွားတယ်ပြီးတော့ကျွန်တော်တို့ DSC ဒူးချောင်းကြီးဒါဗိုလ်ချုပ်ဗိုလ်ချုပ်အောင်မျိုးမင်းတို့ဘာလို့လဲပညာရေးဝင်ကြီး သွားပြီးတော့မှလှုပ်တယ်ဘာဆိုင်တို့လေယူနီဖောင်းဝင်းကြီးနဲ့ပညာရေးဝင်းကြီးသွားလှုပ်အောင်ပညာရေးသူကသူမြို့နယ်ပညာရေးမှုကနေခရိုင်ပညာရေးမှုလာမယ်ခရိုင်ပညာရေးမှုကနေတိုင်းဒေသကြီးပညာရေးမှုအတိုင်းဒေသကြီးပညာရေးမှုကနေမှဟိုအခြေခံပညာဦးစီးဌာနတက်လာနှစ်လာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒါအစင်းမြင့်ပညာဦးစီးဌာနကိုကူပြောင်းมาလာအဲ့ရနေမှာသူကစင်ငယ်စင်ငယ်ဗျာဟိုဟိုလေထွန်တန်းမှာ ဟိုကလုတ်လို့ရမှာဗောဟိုဟိုဆက်ပြီးတော့မှဒီစဘာဘလောက်ဘလိုမျိုး အချိန်ကြာလို့ရှင်ဘာစေးပဲ့ရမလဲဘလိုလုံးရမလဲဆိုတာဒါအချိန်ကလဲသမားအစပြီးတော့မှတက်ခဲမှာတိမှာဗောဗျာအဲ့လိုမျိုးမဟုတ်ပဲねဒါဘုံမှုကျုပ်လောက်ဖြစ်ဘိုလ်ကျုပ်လောက်ဖြစ်လို့ပညာရေးဝင်ကြီးလုတ်လို့ရာကြီးဆိုလို့ရှင်တော့ကဲသူကြည့်တော့စနစ်လီစနစ်လီစနစ်စနစ်လီ144တော့မသိတဲ့လူကတက်ပြီးတော့မှဟိုဟိုကလုတ်တဲ့ဟာမျိုးတွေကြုံနေရမှာပဲအဲ့တော့ တကယ်သာတိုင်းသားလက်နက်ကိုင်မရှိဘူးတိုင်းသားလက်နက်ကိုင်မရှိဘူးဆိုတာလေကျွန်တော်တို့နိုင်ငံဘလို့မှမဖြစ်နိုင်ဘာလို့ဆိုတိုင်းသားတွေသူတို့အခွင့်အရေးမရဘူးတိုင်းသားလက်နက်ကိုင်နိုင်ငံတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တယောက်ပြောသလိုပေါ့နော်တိုင်းသားခွင့်အရေးဆိုတာပါလဲဆိုတိုင်းသားနဲ့ကရင်ပြည်နယ်မှာရှိတဲ့စာသိန်းကြောင်းကရင်ဘာသာတော့ထက်သိမ်းရမယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာဟိုစကားပြောရင်လူမျိုးပြောက်ပြီဟုတ်ကရင်လူမျိုးဖြစ်ကြောင်းတက်သိပြပါဆိုကရင်စကားတော့ပြောပြောမှရမယ်လေဟုတ်တယ်မှာအဲ့တော့ကရင်စာသိမ်းရမယ် စကားပြောတတ်ုံနဲ့မရဘူးစာစာပါရေးတတ်ရအဲ့လိုမဟုတ်ဘဲနဲ့ကင်းပြည်နဲ့ပညာရေးကျောင်းတော့ပညာရေးကျောင်းမယ်ဒါပေမဲ့မြန်မာသားပဲတင်မြန်မာသင်ရိုးပဲတင်ဆိုတဲ့အခါကျတော့မခက်ဘူးလားဗောနော်အဲ့တော့အခွင့်အရေးတွေအကုန်လုံးကကင်းပြည်နဲ့စာသင်ကျောင်းမှာကင်းပြည်ကရင်ပြည်နယ်အလံတော့ကရင်အလံတော့လွှင့်ရမယ်မွန်ပြည်နယ်မှာတော့မော်လံတော့လွှင့်ရမယ်လေဟုတ်တယ်မလားဒီဟာကတော့သူတို့ရဲ့အခွင့်အရေးပဲဗောနော်ဒါပေမဲ့ အုပ်ချုပ်မှုစနစ်ကတော့သူ့ဟာသူတနိုင်ငံလုံးမှာသူတို့လက်ခံတဲ့လူအုပ်ချုပ်ပေါ့ဒီလိုပဲဖြစ်တင်တာပေါ့နော်အဲ့တော့တိုင်းတိုင်းသားလက်နက်ကိုင်းဆိုတာလေတိုင်းသားတော်လိုင်းတက်ဖွဲ့ဆိုတာလေဘတော်မှစိတ်သုံးမှမဟုတ်ဘူးစစ်တပ်မရှိတဲ့နေ့မှာတော့ဖက်ဒရယ်တပ်မတော်ဖြစ်ပေါင်းစည်းပြီးတော့ဒါစိတ်သုံးသွားနိုင်တယ်ဆိုတဲ့ဟာပြောနေတာပေါ့ဟုတ်ဟုတ်ဒါနောက်တစ်ခုကလည်းကျွန်တော်တို့ PDN နဲ့ပတ်ကပ်ဖားနဲ့စုစည်းပြီးတော့တိုက်ခိုက်နေတဲ့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်အတွင်းတွေမှာပဲ ဒါတိုက်ပွဲပေါင်းအောင်ဘုံကနိုဝင်ဘာလ30ရက်နေ့ရက်ဒီမှာကျွန်တော်တို့ဒီဇင်ဘာလ6ရက်နေ့အတွင်းမှာပဲ6ချိန်တော့ဒါဖြစ်တယ်ပေါ့နော်အဲ့ဒီတိုက်ပွဲ6ချိန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာရန်သူရဲ့စကန်တစ်ခုကိုကျွန်တော်ကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကနေမှာတိုက်ခိုက်သိမ့်ပိုက်ရရှိတယ်ဆိုတာကိုမြို့သားညီညွတ်ရေးအစိုးရ NUG ကနေမှာထုတ်ပြန်ထားတာလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ TNNA ကိုနဲ့ပတ်သက်ပြီးတော့မှစစ်တပ်က ဒီမိုးခိုးမြို့တဲကိုခေါ်သွင်းပေးပါဗောနော်သူတို့ခေါ်သွင်းပေးပါလို့ပြောတဲ့အဲ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောထားလေးရှိရပါသေးတယ်ကျွန်တော်အိမ်ပြန်ရင်ကျွန်တော်အမေရိုက်ပါတီးတယ်ပေါ့နော်ဦးလေးလိုက်ဖို့ဆိုတော့ဇကားကျွန်တော်သွားပြီးတော့မှပြန်ပြီးတရိရတယ်ပေါ့နော်ပြန်လဲမှတ်မိတယ်အဲ့တော့သူ့ပင်ကမလုပ်လဲဆိုတော့ဒုံကြီးကိုင်းပြီးတော့စိတ်တုတ်တူပြီးတော့မှအေးနေဦးလေးပြန်မှတွေးမယ်နေဦးလေးပြန်မှတွေးမယ်ဆိုပြီးတော့မှကြိတ်ထတာပေါ့နော်ဦးလေးဒါကျွန်တော်မိုးကုတ်မျိုးထဲမှာ DNA နေ ဘယ်လောက်ဒီရှိနေသေးလဲဗာလဲဆိုတာတော့ကျွန်တော်တို့ဒါအတိအကျတော့မသိဘူးတော်မြေပြင်ဒေါ်လိုင်းတက်ဖွဲ့တွေကတော့တီကောင်တီပါလိမ့်မယ်ဗောနော်တီကောင်တီပါလိမ့်မယ်အဲ့တော့ဒီနေဦးလေးပြန်มาတွေ့မယ်ဒါ TNN တွေထွက်သွားတာ ਨੇ လုံးဝစစ်တက်ကြီးကြံခဲ့ပြီဆိုတာ ਨੇ ကြိတ်ပါအခုလဲဒါကျွန်တော်မျိုးတဲတွေဒါဘောလုံးဝင်းတို့ဘာတို့ကျန်တဲ့နေရာတွေလဲကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့တွေက drone နေနဲ့တောက်ချောက်တိုက်ခိုက်နေတယ်မြို့ပြင်ကိုဒီကောင်တွေလုံးဝလဲမထွက်ရဲဘူးထွက်လို့လဲမရဘူး မြို့တွင်းမှာနေလဲကောင်းကောင်းမွန်မွန်နေခွင့်မပေးဘူးပေးဟုတ်အဲ့ဒါဒါစစ်ခွေးတက်တက်ပဲမြို့ထဲမှာကြံခဲ့တော့မယ်ဆိုရင်တော့ဒါတကြောပြန်မိုးကိုးကတော့ဆက်ပြီးတော့မှထပ်လာအောင်မယ်နော်မင်းတို့ကြီးပဲကြံခဲ့တဲ့ချိန်ကြလို့ရှိရင်တော့ဒါလုံးဝတွန်လိုင်းတက်ဖွဲ့တွေကလုံးဝခွင့်လို့မှမဟုတ်ဘူးနော်ချောင်းမှာပဲဒီဟာပြောနေတာပေါ့နော်ဘာဖြစ်လို့တော့တပ်ပေါင်းစုရော KIA ရော KIA ရောကမိုးကိုးမျိုးကိုကာကွယ်ပါမယ်ဆိုပြီးတော့မှ ဂရီကိုးတွေပေးပြီးတော့မှတယောက်နဲ့တယောက်ဒါမာမိတ်တိဆောက်ပြီးတော့မှလွတ်လွတ်ထပ်ထပ်ဖြစ်တဲ့အတွက်မင်းတို့အဲ့ဒီထဲမှာ တော့အနေစားချောင်ပဲတော့မထင်နဲ့ပေါ့နော်ဒါလေးပြောချင်တာဟုတ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့တလင်းသားအိတိုင်းပလော်မျိုးနဲ့အတွင်းထဲမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဒါကူညီနေတဲ့ဟိုပေါ့တဆညာပါတီပေါ့နော်ဟိုတဆညာပါတီဆိုတော့ကျွန်တော်တို့တိုင်းအင်တာစီလုံးညီညွတ်ရေးဥက္ကဋ္ဌကိုတော်လိုက်တဖွဲ့တွေကဒါဖမ်းတဲ့အချိန်မှာပြန်ပြီးတော့ခုခံလို့ဆိုပြီးတော့ရှင်းလင်းလိုက်တယ်ဆိုတော့ တတိယလဲတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့တော့ခုခံမများခုခံမနေ့ကလဲဒါကျွန်တော်တို့ဟိုဖြူဘက်မှာလဲနှစ်ယောက်ပြီးနှင်းငါးခုံကဘိုးကြီးပေါ့နော်နှင်းငါးခုံကဘိုးကြီးတက်နိုင်တေးဘိုးကြီးတက်နိုင်ဦးတို့ဘာလို့လိုပဲခုလဲဒီတိုင်းပဲဒါများများခုခံပြီးပါပေါ့နော်အဲ့တော့ပါတီတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေကလဲဟိုပြည်သူအစိတ်ခံမှာဒီလူတွေပဲတေချာပေါ့ပဲဘာလို့လဲတော့စစ်တပ်ကရေကောက်ဝယ်ပြီးွားရင်သူကနိုင်ငံရေးအခန်းကဏ္ဍမှာမပါခြင်းအောင်ဆောင်တော့မှာ မပါတာတော့မဟုတ်မပါကြအောင်ဆောင်တော့မှာ။ဒါဆိုမင်းတို့အယတအစိုးရပေးလိုက်ပြီ။ဒါဆိုတော်လိုင်းကိုအပြောသွေးလေးဆွဲကျင်တဲ့အခါကျတော်လိုင်းကိုအားပြောင်းအောင်လုပ်ကျင်တဲ့အခါကျတော့ပေးလိုက်ပြီ။ငါတို့စစ်တပ်ကြီးကငါတို့ကငါတို့ဒီတိုင်းပဲနေတော့မှာဆိုပြီးတော့မပါကြအောင်ဆောင်တော့မှာ။မပါကြအောင်ဆောင်တော့မှာဆိုတော့အဲ့ဒီပါတီဥက္ကဋ္ဌတွေကကျွန်တော်တို့ပါတီဥက္ကဋ္ဌပဲဖြစ်ဖြစ်လွတ်တော်ကိုယ်တည်းပဲဖြစ်ဖြစ်ဒီလူတွေကပြည်သူကိုကိုစားပြုပါတယ်ဆိုတော့ဟာနဲ့ပြည်သူအတန်မှာဆိုပြီးတော့မှလွတ်တော်ထဲမှာနိုင်ငံကိုအစိတ်ခတ်တော့မှာ နိုင်ငံကိုစိတ်ခတ်မယ်ပြည်သူကိုစိတ်ခတ်မယ်ဒီဒီတစ်ဆက်ပြီးွားလို့2025ပြီးွားလို့2030အထိဒေါ်လာမပြီးသေးလို့ရွေးကောက်ပွဲနောက်တစ်ကြိမ်ထပ်လုပ်လဲပဲဒီကောင်လေးပဲထပ်ပြီးတော့မှအုပ်ချုပ်ပြီးတော့မှဒီဟိုကြံ့ဖို့ကကောင်လေးပဲအုပ်ချုပ်ပြီးတော့မှပြီးရင်ဂျန်နဲ့သူနဲ့ပလဲနာမှာတင်းနဲ့ပါတီလေးပဲအုပ်ချုပ်ပြီးတော့မှကျွန်တော်တို့ဟိုတဖြည်းဖြည်းနဲ့ပြည်သူကိုစိတ်ခတ်မယ်လွှတ်တော်ထဲမှာ ြောချင်ရတယ်ပြောပြီးတော့မှနိုင်ငံဟိုဟိုတကယ်ဝါဖြစ်အောင်ကစားသွားမှာပေါ့နော်အဲ့တော့ငါတို့ကတော့ငါတို့တက်မလို့ကတော့ဒီနိုင်ငံအုပ်ချုပ်ရေးနဲ့မဆိုင်တော့ဘူးပြန်ပေးလိုက်ပြီးငါတို့တွေကဒါစစ်သားစစ်သားလို့ပဲလုပ်တော့မယ်ဆိုပြီးတော့မှဒါကျွန်တော်တို့တော်လိုင်းဘက်တော်သားတွေကိုလည်းမင်းတို့ငါတို့မတိုက်နဲ့တော့ဆိုတော့ပုံစံမျိုးလဲနိုင်ငံအုပ်ချုပ်တာငါတို့မဟုတ်တော့ဘူးအာနာသိန်းတာငါတို့မဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးဝင်ငွေလို့ငါးနှစ်စားပြီးွားပြီလေဝါပြီဝါပြီလေဟုတ်တယ်မှာငါးနှစ်စားပြီးွားတဲ့ခါကျဒါတော့ဒီတစ်ဆက်မှာ तू ပြန်ပြီးတော့မှတနေရာရမ်းပြန်ပါလာနိုင်မလားဗောနော်ပိုင်လဲပါကောင်းပါနိုင်တယ်ဗာဖြစ်လို့ဆိုတော့ဒါခင်ကြီးအောက်မှာတော့ तू မနေလောက်ဘူးနေလောက်ဘူးဗောမနေလောက်ဘူးဗောနော်ဘာလို့ तू မွေးတဲ့မြောက် तू ပြန်အချောက်မခံလောက်ဘူးအဲ့တော့ तू တခုခုတော့ပြန်ပြီးတော့မှဒီအယတာအစိုးရထဲမှာမင်းအောင်လိုင်းကပါပါကောင်းပါလာနိုင်တယ်ဗောနော်ဒါမှမဟုတ်လဲနောက်ကိုရနေကျိုးဆွဲသူတယောက်ဖြစ်လဲဒါပါရှိလာနိုင်တယ်ဆိုတဲ့ဟာကိုပြောကြရင်းနဲ့ဒါကျွန်တော်တို့ရဲ့ ဇဂဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်အဲ့တော့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါသတင်းကောင်းတွေကတော့အများကြီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနှစ်ချုပ်ပြောချင်တာကတော့မိုးကုတ်ကမင်းတို့ဘောမတွေစစ်ခွေးတွေကိုငါတို့ကဟန်ပြပြန်ပေးထတာနော်ဟန်ပြပြန်ပေးထတာအဲ့ဒါကြီးကိုလည်းတကယ်အစ်ကြီးထင်ပြီးတော့မှတွေးပြီးတော့မှပြောမနေနဲ့ဦးနော်အချိန်တိုင်းတော့ပြန်ပြီးတော့မှအပြင်းခံရမယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်